င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကျေလွန်နဲ့ဆရာဆွေးမွေးနဲ့လူသားမျိုးနွယ်ပေါ်ပြမှုတွေအတွက်အရေးယူဘယံကုလားနဲ့ ICC ပါဝင်နိုင်ငံတကာကို NGO တောင်းဆိုလူပေါင်းသုံးထဆင်ကန်တည်ဆောင်ခဲ့အများအဆုံးတိုက်ခိုက်ခဲ့ရမှုမှာဂျပန်စစ်တပ်ကျေလွန်ခဲ့တဲ့ဆရာဆွေးမွေးအတွက်ဂျာဝန်ရေးယူစားပေးဖို့ကုလားလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာရာဆွေးတရားရော ICC ပါဝင်နိုင်ငံတကာအဖွဲ့အစည်းကိုမြို့သားညွေဆွေရ NGO ကတောင်းဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်မြောက်မြို့စင်ယုံကို အာဏာသိမ်းစစ်တဲ့ရွေးချယ်ရှိရှိနေကြောင်းတိုက်ခိုက်မှုပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံချရလို့လည်း NUG ကထုတ်ပြန်နေ။ရခိုင်မြို့နယ်မြောက်ဦးမြောက်ကန်ပြည်သူ့စေယုံကြီးပုံကျဲတိုက်ခိုက်ကံမှုမှထိခိုက်ဆုံးရှုံးခဲ့ရပြည်သူလူထုအလုံးအတွက်တရားမျှတမှုပြန်လည်ရရှိကိုရခိုင်ပြည်သူလူထုနဲ့တူသက်ဆိုင်ရာအဖွဲ့အစည်းနဲ့တူလက်တွဲပြီးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုအပ်တယ်လို့မြို့သားညွှန်ကြီးဆိုရ NUG ကဆိုတဲ့ဒါအပြင်တရားရသူတွေကိုအချိန်မီဘေးကင်းလုံခြုံစွာစေကူတမှုပေးနိုင်ဖို့အတွက်နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့အစည်းကိုညီပေးနိုင်ရေးအမြဲဆုံးဆောင်ရွက်ပေးဖို့လည်းတောင်းဆိုထားပါတယ်။ လာတို့ရက်သားပြည်သူတွေရက်ဖန်ဆောင်တွေနဲ့လူသားချင်းစာနာမှုဆိုင်ရာပြစ်မှတ်တွေပေါ်ဂျပန်စစ်တပ်ရဲ့ရွေးချယ်ရှိရှိတိုက်ခိုက်နေမှုအလုံးကိုချက်ချင်းအဆုံးသတ်နိုင်မှုထိရောက်ပြင်းထန်တဲ့ဖိအားပေးဆောင်ရွက်မှုအရေးယူမှုတွေအများဆုံးလုံဆောင်မှုလိုအပ်ကြောင်းလည်း NUG ရဲ့ထုတ်ပြန်ချက်မှဆိုထားပါတယ်။မြောက်ဆေးရုံကိုစစ်တပ်ပုံကျတိုက်ခိုက်မှုနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့လူခွင့်ဆိုင်ရာဥပဒေရဲ့အခြေခံမှုတွေကိုချိုးဖောက်တဲ့အစိုးရဆောင်ဆရာဆွေးမှုလူစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်သလိုဂျနီဘာကွန်ဗင်းရှင်းရလေးစားကာကွယ်ရမယ့်အရက်ဖက်ပြင်မဲ့ဖြစ်တဲ့ဆေးရုံကို ပြင်းမှတ်ထားတိုက်ခိုက်တာအပြည့်ပြင်းဆိုင်ရာရာဇဝတ်မှုမြောက်တယ်လို့ဆိုပါတယ်စစ်ဘက်နဲ့ရပ်ဖက်ပြစ်မှတ်တွေကိုခွဲခြားသိမြင်မိဟုတဲ့အခြေခံမှုကိုဖောက်ဖျက်ကအပြစ်မဲ့ရဲသားတွေကိုဆူလိုက်ပြုံးလိုက်တဲ့ဖြစ်ချင်းကလူသားမဆန်တဲ့လုပ်ရပဲဖြစ်တယ်။အမျိုးသားညီညွတ်ရေးဆရာကဤရက်ဆက်ကြံကြုံတဲ့လုပ်ရကိုစေအုပ်စုကမြန်မာနိုင်ငံအနှံ့ကျန်းမာရေးဆောင်ရှောက်မှုကဏ္ဍအစအဦးတွေပေါ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျွလွန်ခဲ့လုပ်ရတည်းရဲ့နောက်ဆက်တွဲဖြစ်ရွှေ့မြင်ပြီးပြင်းထန်စွာရှုံချလိုက်လို့အန်ယူဂျီကဆိုပါတယ်။ မြန်မာစံလူခွင့်အနေဖြစ်တဲ့ဒီဇင်ဘာ10ရက်နေ့ည9:00နာရီကျော်ချိန်မှာမြောင်မြို့ရှိရတားပြည်သူတွေစေကူတာမှုခံယူနေတဲ့စေယုံကိုအကြမ်းဖက်စစ်တပ်ကပေါင်ငန်းအပေါ်နှလုံးကျဉ်းချတိုက်ခိုက်တာကြောင့်ပြည်သူ35သေဆုံးမီဒီယာနှိပါတိခိုက်တဲ့ရခဲ့ကအများအပြားဆုံးရတဲ့အခြေအနေမှာရှိနေကြလို့ထုတ်ပြန်ကြမှာဖော်ပြပါတယ် ဆလဘီငန်းစုမှာဂျပန်စစ်ကြောင်းလိုက်လံတိုက်ခိုက်ရာဆင်အုပ်စုမျိုးသုံးကားထွက်ပြေးမန်လီတိုင်းငန်းစုမျိုးနယ်မှာစစ်ကြောင်းထိုးထွက်လာတဲ့ဂျပန်ဆင်အုပ်စုကိုလိုက်လံတိုက်ခိုက်မှာဂျပန်စစ်သားနဲ့ပြူစော်တီအထိကိုက်တံရပြီးဝေယုံသုံးကားဆုတ်ပြေးသွားကြောင်း TGYR ရဖ်ကိုင်လာကောင်တာရီဗော်လူရှင်းအန်ဆက်ကသတင်းထုတ်ပြန်နေဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းကငန်းစုမျိုးတောင်ဘက်ကျရာရေးစီစစ်ကြောင်းထိုးလာအင်အားတရာခံပါအကြမ်းဖက်စစ်ကြောင်းနဲ့ဆင်အုပ်စုစီဆုတ်ခွာသွားပြီးတပ်ဆွဲနေတဲ့နေရာတွေမှာတော်လိုင်းတက်တွေ ရုံးလက်နက်ကြီးနဲ့လိုက်လံတိုက်ခိုက်ခဲ့တယ်ပထမအဆုံးအနေနဲ့လေဝန်းကုံကြီးအားကိုဂျာမန်စစ်အုပ်စုရောက်ရှိလာချိန်တော်လိုင်းတပ်တွေက60မမပြောင်းရှင်တဲ့ဘုံသီးသုံးလုံးပြစ်ခတ်ရင်ဖစ်ဝင်ဒရုန်းနဲ့ပါ7000ဘုံသီးနှလုံးကျဲချတိုက်ခတ်မှာစစ်အုပ်စုဝန်တုံးကထွက်ပြေးကုန်တယ်လို့လည်းသိရတယ်တိုက်ခိုက်ခံလိုက်ရတဲ့စစ်အုပ်စုကမကျေနပ်တဲ့အတွက်လေဝန်းကုံကြီးအားဘက်ကနေမကြီးကြီးအားဘက်မှရှယ်တာအလောက်ကင်တရနီယာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့သိရပါတယ် ခိုင်နောင်နေလဘက်မှာလည်းဝင်းကုန်းကြီးအားကနေငန်းစုံမျိုးဘက်ကိုဆေးရုံဆွေပြန်လည်ထွက်ခွာသွားခဲ့ပြီးမြို့နယ်အနီးဆုံးဖြစ်တဲ့ညောင်ချင်းရွာစာတင်ကျောင်းနဲ့တက်ဆယ်နေချင်းဒေါ်လေးတဖုံနေကနောက်တစ်ချိန် drone နဲ့ကြောက်ဆက်မမပုံသေးနဲ့တိုက်ခိုက်ခဲ့တဲ့ကြောင်း TGY ရဲ့ YF Kyla Counter Revolution Answer ကပြောတယ်ဒီခါမှာ Japan စစ်တပ်ဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်နဲ့ပြန်နဲ့ပြစ်ခတ်ဝင်ုံတုံကဆုတ်ပြခဲ့ကြောင်းသိရတယ်။တိုက်ပွဲကတရက်ထဲနဲ့ချိန်ဖြစ်ခဲ့ရပါမနက်ပိုင်းကလည်းဝင်းကုံရွာမှာဖြစ်ခဲ့တဲ့ညနေ၄နာရီလောက်ကြာငန်းစုံမျိုးတောင်ဘက်ကလည်းကြောက်ချင်းရွာအထိုင်စကန်ကို60မမ drone နဲ့ပုံကျဲသွားခဲ့တယ်။ ရုံးသုံးကပြင်းနေ၅ကောင်လောက်ရှိမပြင်းနိုင်တဲ့၅ကောင်လောက်ထည့်ရလို့သိရတယ်။စီယန်ဆူထိခိုက်တင်စင်းကိုတော့ TGY ရာဖ်ဂိုင်လာကောင်တာရီဗော်လူရှင်းအန်ဆက်ဘက်ကထုတ်ပြန်တာမျိုးမရှိသေးတာကြောင့်ဒီကြားတီးပြနိုင်ကြတော့မရှိပါဘူး။အစွန်မှာတိုက်ခိုက်မှုကိုမြင်းချန်ခဲ MS1 တိုင်းဖြစ်တဲ့ TGY ရာဖ်ဂိုင်လာကောင်တာရီဗော်လူရှင်းအန်ဆက်နဲ့ညီနောင်မဟာမိတ်လယုံတပ်ဖွဲ့တွေဖြစ်တဲ့925ကြောက်ကြတဲ့ဖွဲ့တွေကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတပုတ်အနေထိခိုက်မရှိခဲ့ပေမဲ့ဖစ်ဝင်ဒရုန်းတစ်စီးတဆုံးရှုံးခဲ့လို့သိရပါဗျ။ ဆက်လက်ပြီးရွှေဘုံမှာစပိုင်းရိတ်ဆက်တွေလာလူတဲ့ဆေးအုပ်စုတိုက်ခိုက်ခဲ့ရပြီးလဲဦးသည်ပစ္စည်းတွေအားပိုင်ရှင်ထံဖက်ကဖာတွေကပြန်နိုင်ခဲ့စကိုင်းနိုင်ရွှေဘုံမြို့နယ်မှာအရတားတောင်သူတွေစီကစပိုင်းရိတ်တွေဆက်တွေကိုလူယူတဲ့ဆောင်တဲ့ဆေးအုပ်စုနဲ့ထိတဲ့တိုက်ပွဲဖြစ်ပြီးစစ်သားနဲ့ပြည်သူတွေတောင်းတင်ဆောင်ကစပိုင်းရိတ်ဆက်တစီကိုတောင်သူတွေထံပြန်ပေးနိုင်ခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တောင်းရှိသူကပြောပါတယ် ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းကရွှေဘုံမြို့နယ်မြင်းချင်းနယ်ဇီကုံလေးဖြူစောတီရွာကနေထွက်ခွာလာတဲ့ဂျပန်စစ်သားနဲ့ဖြူစောတီရွာနယ်မြေချင်းတိစက်နေတဲ့မြိုက်ကျွေရနဲ့ကင်းပြကျရတို့ကိုဝင်ရောက်ပြီးလက်ရလုံငန်းလုပ်ကိုင်နေသူတွေစီကနေစပိုင်းရေးဆန်စီကိုလူယူဆောင်ခဲ့လို့သိရတယ်အဲလိုလုံဆောင်နေချင်းရွှေဘုံမြို့နယ်ဘက်ကပါတိုက်ခိုင်ရေးဖွဲ့နဲ့နည်းမြေခံဘက်ကပါရဲဝင်ရောက်တိုက်ခိုင်မှာနှစ်ဖက်တိုက်တွေ့တိုက်ပွဲတနအီကြာဖြစ်ပွားပြီးစစ်အုပ်စုထိခိုက်မှုရှိခဲ့တဲ့ ထွက်လို့တာကတော့စစ်ခွေနဲ့ပြုံရ20ကျော်လောက်ရှယ်ပြူရအတွင်းကကိုပြစ်ပြရကတော့များတယ်ဒီလိုစပားရိတ်တဲ့အချိန်မှာသူတို့တွေကထွက်လို့နေကြတိုက်ပွဲပြီးဂျပန်စစ်သားနဲ့ပြူစော်ဒီ၄ယောက်တိစုံပြီးသူတို့ယူဆောင်သွားတဲ့စပားရိတ်7စီးရဲ့တစီနဲ့ဗီဒရတစီဆိုင်ကတစီတို့ကိုဘက်ကဖတ်တွေကအရက်တိုင်းစီပြန်လဲပြည့်နိုင်ခဲ့လို့သိရတယ်။ဒါအပြင်ဘက်ကဖတ်တဖုံအနေနဲ့ထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆလာဗီတိတိတ်မှာစစ်ကောင်စီတပ်သားတင်နှောက်လက်နက်ယူလာပြီး PDF ဇိုလန်းထက်လင်းဝင် ချင်းပြည်နယ်ဒီတိုင်မျိုးချင်းဆိုင်ခလာနေ69တိုင်းကစစ်ကောင်စီတပ်သားတင်နှုတ်လင်းဝင်လာကြောင်း PDF ဇူလန်ကထုတ်ပြန်နေဒီတိုင်မျိုးနဲ့တိုင်းငယ်စကမ်းမှာတာဝန်ကျနေတဲ့စစ်ကောင်စီပြည်သူ့စစ်မှုနယ်တပ်သားတင်နှုတ်ကဒီဇင်ဘာ10မှာလက်နက်ကိန်းနေတဲ့အတူအလင်းဝင်လာဖြစ်ကြောင်းဖော်ပြပြီးအလင်းဝင်လာရဲ့ပေါ်ကျဆိုကြောင်းသိပေးပါရယ်တပ်ကုန်းမှာလက်ရှိတာဝန်ကျနေတဲ့စခန်းမှာကြန့်ရှိနေတဲ့တပ်သားတွေအားလုံးအချိန်မီလင်းဝင်ဖို့နောက်ဆုံးဖိတ်ခေါ်ခြင်းနဲ့လို့ PDF ဇူလန်ကထုတ်ပြန်နေအရင်ကလည်းခလာနေ69တန်ရီကစစ်ကောင်စီတပ်သားတွေက PDF ဇူလန်တပ်ဖွဲ့စီအလင်းဝင်ရောက်ခဲ့ဖြစ်စဉ်လေးရှင်းခဲ့ပါရယ် ပြည်ထောင်စုလက်တဖွဲ့အချင်းကြီးနောင်တဖွဲ့ဝင်တွေဖြစ်ပြီးတော့လက်ရှိမှာတိတိမြင့်နယ်တွင်ထိုးစစ်ဆင်လာစစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်လျက်ရှိပါတယ်။ချင်းမြောက်ပိုင်းဖြစ်တဲ့တိတိနယ်ဖလန်မြို့နယ်ကိုစစ်ကောင်စီကယခုနှစ်တွင်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာစစ်ကောင်စီတပ်အတွက်အထင်အောင်တိုက်ခိုက်နိုင်ခဲ့ပြီးလက်နက်ခဲအနေနဲ့စစ်တုံးမှန်းနေဖမ်းမိတာကြောင့်ပြည်ထောင်စုလက်စစ်ဦးစေးချုပ်ကိုဂွီတန်းကပြောပါတယ်။ ဆလဘီစစ်ကောင်ရှင်ရွေးကောက်ပွဲတရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်မှာတနင်္ဂနွေလုံးကနေတပြိုင်တည်းပါဝင်ဆင်နွှဲခဲ့ကြအတန်းသိမ့်တပိတ်လှုပ်ရှားမှုနဲ့ဆေးဟုတ်ဆွေရတရားမွေတွေ့အောင်ရွေးကောက်ပွဲရဲ့ဂုံတိတ်ခါနဲ့တရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်ခဲ့ပြီးမြို့သားညီညွတ်ရေးဆွေရအန်ယူဂျီကတတိပေးပါတယ်ဒီဇင်ဘာလ10ရက်နေ့မှာကျောင်းတော်ပြည်ပြည်ဆိုင်ရာလူခွင့်နေမှာပြုလုပ်တဲ့အတန်းသိမ့်တပိတ်လှုပ်ရှားမှုဟာပြည်သူလူထုရဲ့ပူးပေါင်းပါဝင်နဲ့အောင်မြင်စွာပြီးဆောင်ခဲ့တဲ့အတွက်အဲဒီနေ့မှာပဲအန်ယူဂျီကကွန်ပျူတာဝင်လာပေးဖို့ထုတ်ပြန်ခဲ့တာ မနက်စံတိုင်းကနေညနေ3:00အထိဆိုင်ကန်းတွေကိုပိတ်ထားခြင်းလမ်းတွေပေါ်မှာသွားလာမှုပြုပယ်နေမှာတိတ်ဆိတ်စွာနေထိုင်ခြင်းစတဲ့ပြတ်သားအနည်းလမ်းနေနဲ့တော်လိုင်းသစ္စာကိုထပ်မံတက်သေးပြနိုင်ခဲ့ကြတယ်။အတန်းလေးတစ်ပိတ်လှူရှာမှုနဲ့ဆေးဥစွေတရားမှုတွေ့အောင်ရွေးကောက်ပွဲဟာလူလူဆန္ဒလုံးဝမပောင်းအောင်လည်းခိုင်ခိုင်မာဖော်ထုတ်နိုင်ခဲ့ပြီးအတူရောင်ရွေးကောက်ပွဲဂုံတိတ်ခါနဲ့တရားဝင်ဖြစ်လို့မှုကိုရည်ရွှေနိုင်ခဲ့ပြီးလို့သတင်းလာမှာဖော်ပြတယ်။နိုင်ငံရေးလေလာသုံးသက်သူဦးချင်းမြင့်ကစစ်ကော်မရှင်စုံမနဲ့မြေမှာရွေးကောက်ပွဲကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ပြောတယ်။စစ်ကော်မရှင်၄ရောက်လာပြီလဲရရလို့ပြောပြီးသား လင်းရောက်ပဲလာပေးလဲရတဲ့အာမှုတရားကိုတားဆီးနိုင်မယ်လို့တော့မထင်ဘူးမြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေထဲမှာမဲပေးပြုစရာကိန်းတော့အနည်းဆုံးဘလောက်ရှိမှရွေးကောက်ပွဲထမြောက်တယ်ဆိုတာထည့်သွင်းပြထန်တာချင်းမရှိပါဘူးပြည်သူလူထုတွေကလည်းရွေးကောက်ပွဲပေါ်ဆက်မဆောင်မှုမရှိကြဘူးလို့ပြောဆိုထားကြတယ်ဒါပေမဲ့လက်ရှိမှာပြည်ပမြန်မာနိုင်ငံသားရှုံးနဲ့စစ်ကောင်ရှင်အုပ်ချုပ်ရေးအောက်မှာတည်ရှိတဲ့တက္ကသိုလ်ဒီဂရီကောရီကကျောင်းသားကျောင်းသူတွေဆီကဆန္ဒမဲလက်မှတ်နဲ့ကြိုတင်မဲ့တောင်းချင်ရရှိထားတာပါ ပြည်ကနိုဝင်ဘာလမှာတမက်ကာလအတွင်းလာချိုတင်ဆက်နှမဲ့ပြည်ခင်းကြိုင်တက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း28339ဦးရှိရလို့စစ်တပ်ထိန်းချုပ်ထားနိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေကပေါ်ပြခဲ့တယ်။ဒါအပြင်ရွေးကောက်ပွဲအတွက်ပြည်ပမြန်မာနိုင်ငံသားတွေချိုတင်မဲ့ပြည်နိုင်ရင်မြန်မာနိုင်ငံဆိုင်ရာတန်ရုံပေါင်းဝင်အများနဲ့ကိုယ်စားလှယ်ဖွဲ့ရုံနဲ့ကောင်စစ်ဝင်ကြုံရုံ90ရုံမှတမက်ရက်တွေလိုက်ချိုတင်မဲ့ပြည်ရဲ့စီစဉ်တွေကိုလှုံ့ဆော်နေရလို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်နေတယ်။ မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဒါရိုက်တာနိုင်ရဲမွန်ကတွေ့အောင်ရွေးကောက်ပွဲစစ်ကောင်ရှင်နေတဲ့သူပရိသတ်နဲ့သူနိုင်ငံရေးတိုက်ခါရှိရှိအရှက်မရှိစာလောက်သွားလိမ့်မယ်လို့ပြောပါတယ်ပြည်သူလူထုတရလုံးကရင်ကားပြုတ်လောက်ခဲ့ကြအတန်သိတဲ့ပိတ်၅ချိန်လုံးမှလည်း silence rate ဆိုတဲ့အတန်ကြောင်းနဲ့ဆီယနာရှင်နေကြောင်းရံတုံလုံးလာရတဲ့စုစည်းအရာမှုကိုပြသနိုင်ခဲ့ကြတယ်မွန်ပြည်ဖက်ဒရယ်ကောင်စီ MFC တရားမွေတရားရွေးကောက်ပွဲဆန့်ကျင်ကော်မတီရုပ်ကထမိသူတာကျော်ကလူလူကိုကြက်ကပ်ပြီးပုတ်ပြရွေးကောက်ပွဲလှုပ်လာနိုင်ပေမဲ့လူလူစံနှုန်းပါဝင်ကြောင်းပြရတယ်လို့ပြောပါတယ် ပြည်ရေးဆက်ဖြစ်ပွားနေမြန်မာနိုင်ငံမှာစစ်ကော်မရှင်ကအာဏာသိမ်းမှုကိုတရားဝင်ဖြစ်ဖို့ပြည်သူလူထုရဲ့ရွေးကောက်ခံဆိုရတဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ရေးအပိုင်း၃ပိုင်းနဲ့ရွေးကောက်ပွဲချင်းမှပြင်ဆင်ထားပါတယ်။ဒါကြောင့်ဒီနှစ်ကွန်ပိုင်းနဲ့နောက်နှစ်စံပိုင်းမှာကျင်းပမယ်။အပိုင်းတင်တဲ့အပိုင်းနဲ့ထွေထွေရွေးကောက်ပွဲမှာ၂ရက်နှစ်မြို့နယ်အတွင်းပြုလုပ်ဖို့စစ်ကော်မရှင်ကပြောဆိုရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့တယ်။ဒါပေမဲ့အဲ့ဒီ၂ရက်နှစ်မြို့နယ်အတွင်းရှင်ရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွင့်ဟင်းကျန်တိုင်းနဲ့ပြည်နယ်ရှင်ရက်ကွက်နဲ့ကြားအုပ်စုပေါင်း၃၀၀နီးပါးမှလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိဘူးလို့ဝန်ခံထားပါတယ်။ နားဆင်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။